ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တောရလေးကအပြိုပေါက်ရွယ်မင်းကလေးတယောက်ကိုပြူစာပြီးရောက်လာခဲ့တဲ့အောင်လန်းဆရာရဲ့အကြောင်းပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like subscribe လုပ်ပြီးတော့ဒီနောက်ကမြေတီတီခေါင်းပေါင်းလေးကိုလည်းနှိပ်ခဲ့ပေးပါရှင်တကယ်တော့စိုးကြီးဆိုတာကတစ်ချိန်တုန်းကဥအောင်ထွေးရဲ့တပည့်အရင်ဖြစ်ခဲ့ပြီးတော့ပညာဆောင်သွားတဲ့အခါမှာတော့အောင်လန်းတဲ့ရွာသားတွေကိုအမျိုးမျိုးဒုက္ခပေးခဲ့တဲ့သူပဲဖြစ်ပါတယ် အဲ့ဒါကြောင့်မင်းလွန်ခဲ့တဲ့9နှစ်လောက်ကဆရာကြီးဝအောင်ထွန်းကသူ့ကိုမှတ်လောက်သားလာအောင်ဆုံးမပြီးတော့ရွာကနေနှင်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကလေးကစိုးကြီးရဲ့တဲ့င်းကိုအစအနတောင်မကြားရတော့ပါဘူး။ဒါပေမဲ့အခုပြန်ပေါ်လာခဲ့ပြီးတော့အပြိုပေါင်းမှလေးနှင်းတို့ကိုနှမချင်းမစာမနာရုံမသွားခဲ့ပြန်ပါပြီ။အခုချိန်လောက်ဆိုရင်တော့စိုးကြီးတယောက်ကတော့နှင်းတို့ကိုပြန်ရှာတွေ့သွားပြီးဆိုတဲ့အကြောင်းသိလောက်ပြီးဖြစ်တာကြောင့်ဥအောင်ထွန်းကသူတို့အားလုံးကိုရွာတို့အမြန်ပြန်စီခဲ့ပါတယ်။ ဦးအောင်တွင်တွေးထားသလိုပါပဲစိုးကြီးကတဲ့ဟင်လေးရဲ့အဝေးကတပင်တပင်ရဲ့အောက်မှာသူတို့အားလုံးကိုချောင်းကြည့်နေပြီးပါဇက်ကနေခုလိုမျိုးပြောလိုက်ပါတယ်ခမကြီးဘယ်လိုပြေးမလဲဦးအောင်တွင်တွေးကြည့်ဆက်ဖို့စိုးကြီးရွာကိုပြန်လာပြီအဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုလီနီချမ်းတွေတိုက်ခတ်လာပြီးတော့ဦးအောင်တွင်တို့ရှေ့ကိုအမောင်ရိတ်သေးကနေလူတယောက်ပေါ်လာခဲ့ပါတယ်အဲ့ဒီလူကတော့အောက်လန်းစရာစိုးကြီးပဲဖြစ်ပါတယ်ခွေးမသားစိုးကြီး မင်းခုချိန်ပြင်းမိသေးတယ်နော်လွတ်အောင်သာပြီးတော့ငါမင်းကိုမညာတော့ဘူးဥအောင်ထွေးရဲ့စကားကိုစိုးကြီးကဂယုမဆိုင်တဲ့ပုံနဲ့လောက်ချီပြီးတော့ဂါနာတစ်ခုကိုရွတ်ဖက်လိုက်ပါအဲ့နောက်မှာတော့သူ့ရဲ့ဘေးပက်ပက်လေးမှာအနီအောင်တောက်ပနေမော်မီဆုံးတွေထွက်လာခဲ့ပြီးတော့ဥအောင်ထွင်းကိုစတင်တိုက်ခိုက်ပါရယ်ဒါကိုတွေးလိုက်ရတဲ့ဥအောင်ထွင်းလည်းရုတ်တရက်ဆိုသလိုပဲမန္တန်တပုတ်ကိုလင်မြန်ရွတ်ဖက်လိုက်တဲ့အခါမှာတော့သူ့ရဲ့ပါးစပ်ထဲကနေ အဝါရောင်အလင်းနှင်းကြီးတစ်ခုထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့စိုးကြီးစီကထွက်လာတဲ့အနီအောင်မော်မီဆုံးတွေဟာလမ်းတော့မှာပဲဥအောင်ထွန်းရဲ့အဝါရောင်အလင်းနှင်းရဲ့တိုက်ခိုက်တာခံရပြီးတော့ပြက်ပြဲသွားခဲ့ရပါတယ်။အဲဒီနောက်မှာတော့အောက်လန်းစီယာစိုးကြီးကသူ့ရဲ့လွဲအိတ်ထဲကနေလူပုံစံရွှေရုံလေးကိုထုတ်ယူလိုက်ပါတယ်။ပြီးတော့အရုပ်ကိုလက်နဲ့ကိုင်းလိုက်ပြီးတော့မော်ဟာရာတဲ့ဘုတ်ကိုခဏကြာအောင်မန်းမုံလိုက်ပါတယ်။အဲ့နောက် ရှင်ရုပ်ကိုမြေပေါ်ကိုပြစ်ချလိုက်တဲ့အခါမှာတော့အလင်းနှင်းတွေပြားထွက်သွားခဲ့ပြီးအရုပ်ထဲကနေအမေရောင်မိခိုးငွေတွေနဲ့အတူနာနာဘာဝတွေအများကြီးထွက်လာခဲ့ပါတယ်။ဥအောင်ထွန်းလေးချက်ချင်းဆိုသလိုပဲဘေးလွယ်အိတ်ထဲကနေကိုတင်ញိုင်သားကိုထုတ်ယူခဲ့ပြီးတော့မန္တန်တဲ့ဘုတ်ကိုရွတ်ဆိုလိုက်ပါတယ်။ပြီးတာနေလာသမျှဝိညာဉ်တွေကိုမော်သွင်းထားတဲ့ကိုတင်ញိုင်သားနဲ့အပိုင်ပိုင်ဖြစ်အောင်ခုတ်ထစ်တိုက်ခိုက်နေခဲ့ပါတယ်။ ဝိညာဉ်တွေအားလုံးပြောက်ကွယ်သွားတဲ့အခါမှာတော့ဥအောင်ထွန်းကချိန်ဆိုင်မနေတော့ဘဲဒါနဲ့စိုးကြီးရဲ့ရှင်အောင်တဲတဲကိုလှမ်းပြစ်လိုက်ပါတော့တယ်။စိုးကြီးလည်းမှော်ဝင်သားနဲ့ပြေးခံလိုက်ရတာကြောင့်နောက်ကိုပက်လက်လန်လဲကျသွားခဲ့ပြီးတော့နာကျင်စွာနဲ့အော်ဟင်းရင်ရေမတ်မှာစိုက်နေတဲ့ဓာတ်ကိုအသေးအံဆွဲထုတ်နေပါတော့တယ်။အဲဒီနောက်မှာတော့ဓာတ်ကိုမြေပေါ်ကိုပြစ်ချလိုက်ပြီးနေရာကနေထွက်သွားဖို့ပြင်ဆင်လိုက်ပါတယ်။မင်းမျက်နှာကငါနောက်တခါထပ်မမြင်ချင်တော့ဘူးစိုးကြီး။ အခုထွက်သွားလိုက်တော့ဥအောင်ထွေးရဲ့စကားဆုံးမှာတော့စိုးကြီးလည်းမကျင်တတ်တဲ့အကြည့်တွေနဲ့သူ့ကိုစိုက်ကြည့်ပြီးတော့ရှင်မက်ကိုလဝါနဲ့ဖိကတော်ရဲကိုတိုးဝင်ပြကွယ်သွားခဲ့ပါတယ်အရင်နောက်ဥအောင်ထွေးကရွာသားရင်အားလုံးကိုရွာပြေအနာယူကြဖို့ပြောပြီးတောအောင်ထွေးကနေအောင်မြင်စွာထွက်လာခဲ့ကြပါတယ်အိမ်ကိုပြန်ရောက်တော့ဥအောင်ထွေးကိုဥပြူကဒီတညာတော့သူ့အိမ်မှာပဲစောင့်အိပ်ဖို့တောင်းဆိုခဲ့ပါတယ် တကယ်တော့အောင်လန်းဆရာဆိုကြီးကနောက်တစ်ခေါက်ပြန်လာပြီးတော့သူတို့မိသားစုကိုဒုက္ခလာပေးမှကြောက်လန့်နေကြတာကြောင့်အခုလိုတောင်းဆိုရတာပဲဖြစ်ပါတယ်။ဒီလိုနေဥအောင်ထွန်းဟာဥပြုံနဲ့အတူနနက်ဝေလီဝေလင်းအချိန်ရောက်တဲ့အထိညာလုံးပေါက်စကားတွေထိုင်ပြောနေခဲ့ပါတယ်။မနက်6နာရီလောက်ရောက်တဲ့အခါမှာတော့အိမ်ထဲကနေငေးတန်းပေါင်းအဝင်လိုက်တဲ့နင်းတို့ရဲ့အတန်းကိုကြားလိုက်ရတာကြောင့်သူတို့နှုတ်လဲအိမ်မော်ကိုအမြန်ပြေးတက်လာခဲ့ကြပါတယ်။အိမ်မော်ကိုရောက်တဲ့အခါမှာတော့ အရာပေါ်မှာရုံရစ်စက္ကပ်ဖြစ်နေတဲ့နှင်းနုကိုတွေ့လိုက်ရပြီးတော့ကိုသားကျော်ကတော့ဘေးမှာညမဖြစ်သူကိုထိန်းနေခဲ့ပါရင်နှင်းနုကိုလွတ်ပါနှင်းနုကိုသူ့ခေါ်နေပြီကိုစိုးကြီးစီကိုတွားရမယ်လွတ်ပေးပါအဖေတခုခုလောက်ပါအောင်ဗျဒီမှာညမလေးဘာဖြစ်နေရလဲမသိဘူးဒီလိုနဲ့ပဲဥပ္ပူရိုသားပါလေအပြင်ကိုတွားမယ်တကယ်ကယ်လုပ်နေတဲ့နှင်းနုကိုချုပ်ထားလိုက်ရပါတယ်ဒါပေမဲ့လေထူးထူးဆန်းဆန်းမင်းနှင်းနုမှာအရွယ်နေမလိုက်အောင်တာမာနေရမို့ ကိုသားကျော်လေးညီမဖြစ်သူရဲ့လက်ကိုကျိုးနဲ့တောက်ထားလိုက်ရပါတယ်။နှင်းနူကတော့ပါဇက်ကနေကိုစိုးကြီးစီကိုတောင်းမယ်ကြီးပဲပြုံးနေကြတာပါ။ကိုဖြူရဲ့မင်းသမီးကတော့စိုးကြီးအောက်လန်းနဲ့ပြူစားတာကိုခံနေရပြီ။ငါအထင်ဒီကောက်စီမှာနှင်းနူရဲ့အင်းရုပ်ရှိနေလိမ့်မယ်ကွာ။ကျွန်တော်သမီးလေးကိုမကယ်နိုင်တော့ဘူးလားဗျာ။ကယ်လို့တော့ရတယ်။ဒါပေမဲ့ကတော့ပွဲကြီးအစီရင်တွေလောက်တာကိုတော့မင်းတာဝန်ယူရလိမ့်မယ်။ဘာလို့လဲဆိုတော့မင်းကကာယကံရှင်မင်းကလေးရဲ့အဖအရင်ဖြစ်နေလို့ပဲ ကျန်တဲ့သူတွေစီရင်လို့လုံးဝမကြအောင်နော်ကျွန်တော်သမီးလေးအတွက်ဆိုရင် မဖြစ်ဖြစ်အောင်လုပ်ပါမယ်ဆရာကြီးရေလိုအပ်တာကိုသာပြောပါဒီလိုနဲ့ပဲဥဖြူရဲ့ကိုညီနဲ့ပြောကဆရာကြီးဥအောင်ထင်တယောက်ဖျားကန်းထဲမှာကရော့ပွဲတစ်ပွဲကိုပေးပြီးအစီရင်တစ်ခုကိုပြုလုပ်နေလိုက်ပါတယ်ရှင်မန်တစ်ခွက်ကိုဂါရာမန်နန်နေနဲ့ရွတ်ဖက်ပူဇော်နေတုန်းမှာအင်းရဲ့ခေါမိုးပေါ်ကနေကျေလောင်တဲ့ချင်းလေးနဲ့ညီတို့ကိုကြားလိုက်ကြရပါတယ်ဥအောင်ထင်ကတော့ ဒီအတန်ဟာစိုးကြီးစေလွတ်လိုက်တဲ့တရေတကောင်ရဲ့အတန်းဆိုတာကိုချက်ချင်းသိလိုက်တာကြောင့်မော်နေရအရုပ်ကလေးကိုဂါရာနဲ့အသက်သွင်းလိုက်ပြီးတော့ခေါမိုးပေါ်ကတရေနဲ့တိုက်ခိုက်စေခဲ့ပါတယ်။ခဏကြာမှာတော့ခေါမိုးတက်ကနေနှစ်တိုးကြီးတကောင်ရဲ့မန်ပီတန်နဲ့အတူကျေလောင်နဲ့ပြုတ်ကျတဲ့တခုကိုကြားလိုက်ကြရပြီးတော့အားလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။တရေတော့ပြေးသွားပြီကွာ။ကေကေညနှုတ်ကိုချုပ်ထားကြ။ရေမန်းတိုက်ပြီးတော့အပင်းတွေကိုပြန်ထုတ်ရမယ်။ အဲဒီနောက်မှာတော့ဦးအောင်ထွန်းကလက်တစ်ဖက်နဲ့နှင်းနှူးရဲ့ပါးစပ်ကိုဆွဲဟလိုက်ပြီးတော့တစ်ဖက်မှာကင်ထားတဲ့ခွက်ထဲကရေမန်းတွေကိုလောင်းထည့်လိုက်ပါတယ်။ခွက်ထဲကရေတွေမကုန်သေးခင်မှာပဲနှင်းနှူးတယောက်ရွှင်စရာကောင်းတဲ့မဲမဲပြပြအရေတွေကိုကျမ်းမြင်ဖို့ကိုအန်ချလိုက်ပါတော့။ဦးအောင်ထွန်းလည်းနောက်ထပ်တစ်ခါရေမန်းကြီးတွေကိုတိုက်တာကြောင့်နှင်းနှူးလည်းမဲမဲအရေတွေကိုထပ်မှန်ပြီးတော့အန်ချပြပြပါတယ်။ဒီလိုနဲ့ပဲရေမန်းတွေတိုက်လိုက်အန်လိုက်နဲ့ နောက်ဆုံးမှာတော့နင်းနူတယောက်မင်းမဲအရွေကိုမအံတော့ပေဂျီအကြီးတွေကိုသာပြန်အံထုတ်ခဲ့ပြီးတဲ့နောက်တတိလစ်ပြီးတော့မိမျိုးသွားခဲ့ပါတော့တယ်။ကျေးဇူးတင်လိုက်တာဆရာကြီးရေတကယ်ကိုကျေးဇူးတင်ပါရဲ့ဗျာ။အဲဒီနောက်မှာတော့ဥအောင်ထွန်းဟာဖျားခန်းကိုပြန်ဝင်လာခဲ့ပြီးတော့လွဲအိမ်ထဲကမောင်းအင်းအရှုပ်လေးတစ်ခုကိုထုတ်လိုက်ပါတယ်။ပြီးတော့ဂါရာတပုတ်ကိုရွှေဖန်မှန်းမှုန်လိုက်ပြီးတော့အခုလိုပြောလိုက်ပါတယ်။ဖျားတရားသာ အာယုံပြုတ်ထားပြီးတော့စိုးကြည့် ငါမင်းကိုအရှင်လက်လက်ငရဲကိုပို့ပေးမယ်ကွာဒီလိုနဲ့ဥအောင်ထွန်းကအရုပ်ရဲ့နှစ်ဖူးကိုတချွင်းနဲ့ထိုးဆိုင်လိုက်ပြီးတော့ဖျောင်းတိုင်မီနဲ့တပြေးပြေးချင်းရှို့ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတော်တွေကတဲ့ရီလေးတွေမှာစိုးကြီးတယောက်ကတော့အရှင်လက်လက်မီးလောင်နေခဲ့ပြီးငဲတဲ့ပေါအဟိရင်နဲ့လူးလိမ့်နေခဲ့ပါတယ်အာကြောက်ပါဦးဗျာအမလီပူလာကြည့်ရဲ့နောက်မလို့တော့ပါဦးဗျာ ဒါပေမဲ့လည်းအသားအစာတွေမီးလောင်ကျွမ်းပြီးတော့မိသွေးတုံကြီးဖြစ်သွားတဲ့အထိကို တော်ကြီးမြေမေကသူ့ရဲ့အော်တန်ကိုတော့ဘယ်သူမှမကြားရပဲလောကတွေကနေလူမသိသူမသိရောက်ွယ်ခဲ့ရပါတယ်။မြစ်ပတ်တဲ့အလတ်တက်ပညာနဲ့သူတစ်ပါးကိုဒုက္ခပေးခဲ့တဲ့မြို့ကြီးတို့လိုလူရုံးမာတွေအတွက်တော့တခုလေတော့သွားရလန်းကဘဝီစီငရဲကလွဲလို့ကျန်တာရှိတော့မယ်မထင်ပါဘူး။ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီရှင်။ အချိန်ပြီးပြီးတော့နှာစင်ကြတဲ့ပရိသတ်တွေကိုကျေးဇူးထူးပဲတင်ပါတယ်။ Channel လေးကိုလည်း Like and Subscribe လေးမလုပ်ရသေးဘူးဆိုရင်လုပ်ထားပေးခဲ့ပါအောင်ရှင်။ကျွန်မကတော့တင်ဆက်သူစုပါ။